တောင်းသမီးတို့အားလုံးမင်္ဂလာပါဒီချက်ကတော့ဒုတိယရန်ဇာရိတနဲ့ပြည်သူနေသည့်ဘာသာရပ်ကိုသင်ကြားပေးမယ့်ဒီချက်နိုင်ဖြစ်ပါတယ်အခုစာသင်ချိန်မှာသင်ခန်းစာ73တာဝန်ကိုစီးဆိုတဲ့သင်ခန်းစာလေးကိုဒီချက်ကသင်ကြားပေးမှာပါနော် ဖြစ်လာရင်တာဝန်ကိုစီရှိကြပါတယ်။လူကြီးကလူကြီးတာဝန်၊ကလေးကကလေးတာဝန်ရှိတတ်ကြပါလေ။ဒီသင်ခန်းစာလေးကိုသင်ကြားရတဲ့ရည်ရွယ်ချက်ကတော့မိမိအရွယ်အလိုက်ရှိရမယ့်နေရာနဲ့ထမ်းဆောင်ရမယ့်တာဝန်ကိုသိရှိလုံဆောင်တတ်ဖို့ဖြစ်ပါတယ်တာဝန်သမီးတို့ရေ။ကဲတာဝန်သမီးတို့ရေ။အိမ်မှာကလေးတို့ထက်ကြီးတဲ့အကိုအမတွေကကလေးတို့ကိုဘာတွေလုပ်ပေးခဲ့ပူပါသလဲ။ကျောင်းမှာကလေးတို့ထက်အတန်းကြီးတဲ့အကိုတွေအမတွေက ကလေးတို့ကိုဘာတွေလှုပ်ပေးခဲ့ဘူးပါဒလဲ။ဘာကြောင့်အဲ့ဒီလိုလှုပ်ပေးကြတယ်လို့ထင်ပါဒလဲ။ကြံရဲထဲမှာပါတဲ့သူတွေရဲ့တာဝန်အသီးသီးကိုတစ်ချက်ကို ပြောပြပေးပါ။တစ်ချက်ကကြံရဲလေးကိုရွတ်ပေးမယ်နော်။တာဝင်ကိုစီဖေဖေကြီးကចောင်းစေးရចောင်းတော်ကြီးမှာစာတင်တာ ရှင်းမေမေမှချက်ပြုတ်ရင်မိုးချုပ်မိုးလင်းအိမ်ကိုရှင်းမပြင်းပါနဲ့ကိုကြီးရဲ့လွယ်အိတ်လွယ်လို့ចောင်းသွားကွဲညီငယ်လေးနဲ့ညီမထွေးရေးကြဝါလုံးဝိုင်းဝိုင်းလေးညီလေးညီမလေးတို့ဗေမေတာဝင်ကိုစီရှိကြပေကြေကြေပုံပုံလှုပ်ဆောင်စို့တို့မိသားစုတိုးပွားဖို့စူးစမ်းစို့စူးစမ်းစို့ကဲတော့သမီးတို့ရေ ီကပြားလေးကိုရေးတဲ့သူကတော့မထေးခင်ပညာရေးလို့မိရပါတယ်ကွယ်။ကဲဟုတ်ပြီ။ဒီချေတော့နောက်တစ်ခေါက်လောက်ထပ်ဖက်ကြည့်ရအောင်နော်။တာဝင်ကိုစီဖေဖေကြီးကចောင်းစေးရာចောင်းတော်ကြီးမှာစားသင်းနာချစ်မေမေမှာချက်ပြုတ်ရင်မိုးချုပ်မိုးလင်းအိမ်ကိုရှင့် မပြင်းပါနဲ့ကိုကြီးရဲ့လွယ်အိတ်လွယ်လို့ចောင်းသွွားကွဲညီငယ်လေးနဲ့ညီမထွေးရေးကြဝါလုံးဝိုင်းဝိုင်းလေးညီလေးညီမလေးတို့ဖေမေတောင်ဝင်းကိုစီရှိကြပေကြည်ကြည်ပုံမုံလှောက်ဆောင်စို့ဒိုမီသားစုတိုးပွားဖို့ကြိုးစားစို့ကြိုးစားစို့ကဲတောင်သမီးတို့ရေခုနတီချဲမေးတဲ့မိကုံးလေးကိုတောင်သမီးတို့ဖြေနိုင်ကြမေးလို့တီချဲကထင်ပါတယ်နော် အခုတခါဒီချေကကြီးသူဝင်တာဆိုတဲ့ဇလန်းလေးကိုပြပြပေးမယ်နော်ကြည့်သူဝင်တာကျွန်တော်ကတော့တပြင်းလှအခြေခံပညာမူလာရင်းကျောင်းကဒုတိယရင်းကျောင်းသားမောင်ညီညီဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းမှာကျွန်တော်လေးစားအားကြရတဲ့အကိုကြီးတစ်ယောက်ရှိပါတယ် သူကတော့စတုထတဲ့အတန်းကောင်းဆောင် ကိုကြီးတန်စင်ဖြစ်ပါတယ်။စာတော်လို့နှစ်တိုင်းစုရတဲ့အပြင်ကျောင်းရဲ့ဘော်လုံးအသင်းကောင်းဆောင်တဦးလည်းဖြစ်ပါတယ်။ကျောင်းမှာအသင်းတာဝန်အတန်းတာဝန်တွေကိုခြေပုံအောင်လှုပ်ဆောင်တဲ့အတွက်ဆရာဆရာမတွေကသူ့ကိုချစ်ကြပါတယ်။သူဟာငယ်တဲ့ကျောင်းသူကျောင်းသားတွေကိုကျောင်းသားကျောင်းပြန်ကိုကြီးဆောင်ရှောက်ပေးလေရှိတယ်။ကျွန်တော်ပထမတန်းတက်တုံးကားဖြစ်ပါတယ်။ အိမ်နီးကြီးတငယ်ချင်းတွေဖြစ်တဲ့တသက်နဲ့မေစင်တို့နဲ့အတူကြောင်းလာခဲ့ပါတယ်။လန်တဝက်မှာဒီနေ့အတင်းတောင်းဝင်ကြတာကိုတတိယပြီးမေစင်နဲ့တတ်တတ်ကိုမဆောင်တော့ပဲကြောင်းကိုအပြေးသွားခဲ့မိတယ်။ကြောင်းရောက်ခန်းဒီမှာဂဲလုံးတစ်လုံးကိုခလုတ်တိုက်ပြီးမှောင်သေးသွားပါတော့တယ်။အဲ့ဒီအချိန်မှာကိုကြီးတန့်စင်ရောက်လာပြီးကျွန်တော်ကိုဖဲထုတ်ပေးပါတယ်။အင်ကြီးမှာကပ်ပြီးပေနေတဲ့ဖုန်တွေကိုလည်းဂယုတစိုက်ခါပေးတယ်။ လွယ်အိတ်ကိုလည်းကျောင်းအထိကူညီတည်ဆောင်သွားပေးခဲ့ပါလေ။ငုံမဲမဲဖြစ်နေတဲ့ကျွန်တော်ကိုအားပေးနှစ်သိမ့်ရင်သူ့ရဲ့လွယ်အိတ်ထဲကမုန်းတစ်ခုကိုလည်းကျွန်တော်စားဖို့ပေးလိုက်ပါသေးတယ်။အတန်းနဲ့အထိလိုက်ဖို့တဲ့အတွက်အတန်းမိုင်ဆီယမ်မကဝမ်းမြဝမ်းသာနဲ့မောင်တန့်စင်ဟာအငယ်ရီအပေါ်မှာတိတ်တာဝင်ကြတာပဲ။မင်းတို့လည်းမောင်တန့်စင်ကိုအတူယူကြလို့ချီးကျူးစကားပြောပါတယ်။အဲ့ဒီအချိန်ကစပြီးကိုကြီးတန့်စင်ကိုချစ်ခင်အားကြခဲ့ပါတယ်။ ကိုကြီးတန့်စင်လိုမျိုးတောင်ဝင်ကြီးတဲ့ចောင်းသားတယောက်ဖြစ်အောင်ပြုမှုနေထိုင်သွားဖို့အတန်းတွေကတငယ်ချင်းတွေကိုလည်းပြောပြလိုက်ပါတယ်။ကဲဒါတို့သမီးတို့ရေဇလန်းလေးကိုနားထောင်ပြီးပြီဆိုတော့ဒါတို့သမီးတို့စီမှာကောတောင်ဝင်ရှိတယ်လို့ထင်လား။ဟုတ်တာပေါ့ចောင်းသားမှာចောင်းသားတောင်ဝင်ရှိတယ်။ဆရာဆရာမတွေမှာဆရာဆရာမတွေရဲ့တောင်ဝင်ရှိတာပဲ။ကိုမှရှိတဲ့တောင်ဝင်ကိုရေပြောင်းလို့ထမ်းဆောင်ရမယ်နော်။ ကဲအခုတခါတီချယ်နဲ့အတူတူကြပြားလေးတစ်ပုဒ်ယူကြည့်ကြရအောင်ခွဲခြားသည့်ပါကိုဝင်တာចောင်းអ៊ូជីកឧសောင်းកបတ်សုံបញ្ញាភွင့်ភိုးសွာសៀសៀមលက်ថောင်ញាទិនចាពូឆយិនវេតចောင်းលោតាលេចောင်းវិញជីតាន់ရှင်းសុភីចောင်းដំញី စီးကင်းယူသည့်တို့ចောင်းသာစိတ်ကောင်းထားလို့စာကြိုးစာနိုင်ငံသားကောင်းဖြစ်ဖို့အားအားလုံးပါဝင်ထမ်းရွက်ပါ ကိုဝင်တာခွဲခြားသည့်တံမိုးအလွန်ရှိပါပြီဒီကြပြလေးကိုရေးခဲ့တဲ့သူကတော့မြင့်မြင့်အိမ်နေပဲဖြစ်ပါတယ်ကဲတားတို့သမီးတို့ရေဒီချိန်နဲ့အတူတူကြပြလေးကိုနောက်တစ်ခေါက်လောက်ထပ်ရွတ်ကြည့်ကြမယ်နော်ခွဲခြားသည့်ပါကိုဝင်တာចောင်းអោជីកឧសောင်းកា ဘတ်ဆောင်ပညာဖွင့်ပြိုးစွာဆရာဆရာမလက်ထောက်များတင် जा ပို့ချရင်ဝဲသားចောင်းလုံးတန်းလေးတောင်းဝင်းချင်းတန်ရှင်းဆိုပြီးចောင်းတော်မြင်းစီးကဲယူသေးတို့ចောင်းသားစိတ်ကောင်းထားလို့စာကြိုးစာနိုင်ငံသားကောင်းဖြစ်ဖို့ရာအားလုံးပါဝင်ထမ်းရွက်ပါကိုဝင်တာခွဲခြားသည့်တံမိုးအလွန်ရှိပါပြီ။ ကဲတောင်းသမီးတို့ရေဒီသင်ခန်းစာလေးကိုသင်ကြားပြီးပြီဆိုလို့ရှိရင်တောင်းဝင်ကြေပေါ်နဲ့တားရီသမီးတွေဖြည့်ကြပါစေနော်ဒီချက်ကသင်ခန်းစာလေးကိုဒီမှာရက်နာပြီးတော့နောက်သင်ခန်းစာတစ်ခုမှပြန်တွေးဖို့စောင့်နေမယ်နော်